ကဲဒီနေ့ဧပြီလ15ရက်ပါဗျာလူလာပြီကျော်3ရက်ဆိုတော့နောက်တစ်ခုလာပြီကျော်3ရက်ပေါ့ဗျာနေ့စံတရက်နေ့ရောက်ပြီဆိုလို့ရှိရင်တော့ဥတ္တခုလာစုတ်ကနေစရတယ်ပေါ့နော်ကဲမင်းညတညာလုံးမိုးအေးအေးလေးရွာပါရဲ့ဗျာအဲလေပြင်းလည်းမပါပါဘူးမိုးကြီးလည်းမဟုတ်ပါဘူးနော်ဒါပေမဲ့တညာလုံးအေးစိတ်နေအောင်ရတယ်မိုး အဲမဆွေရင်တက်တဲ့မှာခင်ကျင်းထားတဲ့အောင်ဆုံးစွန်စပွဲလေးတွေကတော့နင်းနေတိုင်းပါပဲဟာအဲမဲ့စိုးဘုတ်ကတော့မပြတ်ပါဘူးကြအကြောင်းပေါ်မှာခင်ကျင်းထားပါတယ်ခါတိုင်းဆိုရင်တော့ကြောင်းအောက်မှာပဲခင်ကျင်းပါတယ်ကြောင်းပေါ်မှာပစ္စည်းပစ္စည်းတွေနဲ့ရှုပ်နေတာတော့ငလင်းလှုပ်လို့ဟိုစိတ်မဖြောင်းပါဘူးပေါ့ဒီနေ့တော့မိုးလေးအေးကြတော့ငလင်းနဲ့အေးကြတဲ့သဘောရှိပါတယ်ကြောင်းပေါ်မှာတန်ခါတော့မဟုတ်ဘူး ဆုံးဖုံးပေးနေပါပြီဗျာမလင်းလောက်ပြီးတော့ဆက်ရှိရမယ်မလင်းဆုံးလို့ကောင်းတယ်ဖုံးပေးနေကြပါကဲဒီကနေ့တော့ဆုံးစားပြီးရင်မုံလေးအလူခံရှိခဏတူပါတို့နေပွက်နေအချိန်ခင်းထားမယ်လိုအပ်တဲ့ဒစိတ်ကိုယူပြီးတော့စီကြပါ ပစ္စည်းပစ္စည်းလိုအပ်တဲ့စည်ရင်းလေးတွေကောက်ထားလဲဝယ်ချားပြီးမှလာပို့မယ်ကဲသဘာဝတရားကြီးကတော့ဖရာတရားမမဲတဲ့ဒီလူတွေကိုယနာသုံးပါးကိုဆော်ကားတဲ့ဒီလူတွေကိုမိဘကိုကျေကျူးကမ်းတဲ့ဒီလူတွေကို ဆရာသမားရဲ့ခန်းကဏ္ဍကိုပြစ်ပယ်တဲ့သူတွေအဲ့လိုကျေးဇူးမတိတတ်တဲ့သူတွေအဲတနည်းအားဖြင့်ပြောရင်သူရဲ့ဇမားတွေအကုသိုလ်ကောင်းတွေကိုအပြည့်ရှင်းမဲ့သဘောရှိပါတယ်ဗျာအဲအချောက်ခမ်းမှာကတော့ဒီလိုကောင်းတွေပေါ့ဗျာအဲအပူဟတ်တာဆိုစက်ကွင်းမိတာလို့ဖြစ်နေတာပေါ့နော်အဲ့တော့ဖရာတရားမြဲကြဖို့အထူးတက်တော့ပါတယ်ဖရာတရားမြဲကြတဲ့ဒီလိုကောင်းတွေသာအဲဒီကတ်ဆိုးကြီးကလည်းလုံမြောက်နိုင်မှာဖြစ်ပါတယ်နော်ဖရာတရားမြဲကြပါလို့ ိုတိုက်တွန်းပါတယ်ဗျအခုကြည့်လိုက်လေဟိုမိရလောင်လိုက်မလင်ကလှုပ်လိုက်အဲစစ်ဖေးကဖြစ်လိုက်စစ်ဖေးကြောက်ပါဗျာဖြင်းကတိုက်လိုက်ကြောက်မှစက်နေပါဟိုမိုးကရွာလိုက်နဲ့အဲလောကကြီးမှာနေစရာမရှိတော့ဘူးဗျာနော်အဲ့တော့မလင်ကြောက်လို့အိမ်ရှိထွက်ပြီးတော့ဟိုအိတ်ကြတဲ့သူတွေဟိုအိတ်စရာမရှိလို့ ဒါပေါ့အိတ်ကြတဲ့လူတွေမင်းညမိုးရတော့ဘလူနေကြမှာလဲမသိပါဘူးဗျာအဲခရတရားနေကြဖို့အခုတက်တော့ပါတယ်ကမုန်းကြီး7ပါးကိုပြမထားတဲ့လူတွေလည်းကမုန်းကြီး7ပါးကိုဝန်ချတောင်းပန်ကြဖို့အထူးတက်တော့ပါတယ်ကမုန်းကြီး7ပါးဝန်ချတောင်းပန်ပုံတွေလည်းအဲ live ပေါ်မှာတင်ပြထားပါတယ်နော်ကမုန်းကြီး7ပါးလုံး အပြည့်အစုံတောင်းပန်ထားတာပါတဖိုင်အောင်နှစ်ပါတဖိုင်အောင်နှစ်ပါပေါ့အဲဥမာဖရာကိုတောင်းပန်တာတပါအဘိဓိကဗုဒ္ဓတောင်းပန်တာတပါအဲအဲ့ဒီနှစ်ပါကိုတောင်းပန်တာကတဖိုင်နဲ့ဟောသာဝကယဟန္တာတွေအဂတာဝကယဟန္တာတွေကိုတောင်းပန်တာတပိုင်အဲ့လိုသမုန်ကြီး၁၀ပါးကိုနှစ်ပါးပြီးနှစ်ပါးပြီးခွဲပြီးတော့၅ဖိုင်တင်ပြထားပါတယ် အဲ့ဒီတိုင်းလိုက်ဆိုပြီးတော့အဲ့ဒီတိုင်းအဲစခိုးဥစားပြီးတောင်းမှကြပါဒါမှဒီကပ်ကြီးကနေတောင်းမှကပ်ပါတယ်ဘုရားဖြစ်ပါလေဗျာ